ိုင်းစကားပြောတာပေါ့အရှင်နလားပဲလိုအပ်ပါအရှင်နလားတဲ့နဲ့ထိုင်းစကားပြောတဲ့အောင်လုပ်ဖို့ဆိုတာဖြစ်နိုင်ပါမလားဟုတ်ပါတယ်ဒီကိစ္စကြတော့မလွတ်ဘူးပါဘူးဒါပေမဲ့ကျွန်တော်တို့အနရှင်တင်တာမှာဆိုလို့ရှိရင်မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပေးပါတယ်ဒီကိစ္စကြတော့လေးလာသင်ရင်မို့တခုမှအဓိကအလုပ်လုပ်တဲ့အချက်သုံးချက်ပဲရှိရမှာနံပါတ်1က understanding လို့ခေါ်တဲ့သင်ရှားနားလေတဲ့အဆင့်နံပါတ်2က experience အတွေ့အကြုံရယ်နံပါတ်3က action လို့ခေါ်တဲ့လက်တွေ့အသုံးချတဲ့သောတာရည်ဒီသူချက်ကိုသိရှာစနစ်တကျစီမံတတ်တယ်ဆိုလို့ရှိရင်ထိုင်းစကားပြောတဲ့ဘက်ကအရှင်နလာနဲ့လုံလောက်ပါတယ်ကျွန်တော်တို့တင်နာမှာဆိုလို့ရှိရင်ဒီအချက်ကလေးတွေကိုတိတိချာချာအသုံးချတတ်တော့အောင်စနစ်တကျစီမံပေးထားတာဖြစ်တယ်နံပါတ်1အချက်နားလေမုံးပိမှာဆိုလို့ရှိရင်လိုအပ်တဲ့မီနီလောက်ပဲချက်ခိုင်းတယ်မလိုအပ်တဲ့စာတွေကိုပေးမချက်ချင်းအပြင်တင်နန်းသားရဲ့အကောင့်ကိုရှင်းရှင်းလင်းလင်းထားလိုက်တယ်မီနီတွေရလာပြီဆိုလို့ရှိရင်အသုံးချမဲ့စကားပြောနေစနစ်တွေကိုတိတိချာချာအရှိတ်ဆက်မိအောင်တင်ပေးတယ် ကရိယာကိုဘယ်နှမှာထားမယ်နန်စက်ကတော့ဘယ်နေရာမှာနေပေါ့ဆိုတော့စကားပြောတဲ့အခါမှာအရှင်တော့မလွေးတော့ဘူးစကလုံးအတူထားတဲ့ကိုအသေးရှာရှင်းရှင်းလင်းလင်းတီးသွားပြီဆိုလို့ရှိရင်နံပါတ်1အချက်အနေနဲ့အတွေ့အကြုံစားပေးပြီခိုင်းစစ်စစ်တင်တဲ့အသေးရှာစကားပေးပြောပြီးတော့မှ အတွေ့အကြုံထက်ကထက်ကပေးတယ်အတွေ့အကြုံနဲ့အရှင်ရလာပြီဆိုလို့ရှိရင်အရှင်ယူခိုင်းပြီအလုပ်ထင်းမှာလက်တွေပြိုဖျက်သွားအောင်ဖန်တီးပေးတာရောဈေးထွက်ဝေခိုင်းတာရောစစ်ခန်းကိုယ်တိုင်ပြခိုင်းတာရောဒီဟာတွေကိုတရားပလန်ပြီးတော့မှလက်တွေအင်စာထက်စေတယ်ရလတ်အနေနဲ့ကတော့စစ်ခန်းပြတဲ့အခါစကင်တက်မလို့တော့ဘူးအလုပ်အင်တာဗျူးတွေအောင်ကြတယ်ရထူးလာစာတွေတို့ကြတယ်ဒါပါပဲဒီလောက်စီစဉ်ပေးလို့မှမရသေးဘူးဆိုလို့ရှိရင်စာညံလုံးလောက်ဆိုပြီးတရားပြန်ပြီးဆန်းစစ်ကြည့်တယ်တကယ်လို့စာညံလုံးဆိုလို့ရှိရင်နောက်တစ်ချိန် free join ခိုင်းတယ်တကယ်လို့များတင်တဲ့ training ညံလို့ပါဆိုလို့ရှိရင်တော့ refund 100% စစ်ပြန်ထုတ်ပေး။ကိုအနေနဲ့စမ်းကြည့်လို့ဖြစ်စေလေကောင်။တကယ်တက်စင်လို့ဖြစ်စေလေကောင်။လက်တက်ကြည့်ပါအရှုံးမရှိပါဘူး။ပုံမှန်သင်တန်းကျင်း2500ပဲရှိရဲ့။အစိုးပင်းအနက်နယ်သူတွေအတွက်သင်တန်းကျင်း2000တဲ့တက်ခွင့်ရမှာဖြစ်တယ်။သင်တန်းအကျင့်တွေဆိုလို့ရှိရင်ကိုမဲမှာ NS ဆိုပြီးတော့ရေးပေးခဲ့ပါခင်ဗျာ။ကျွန်တော်တို့ထင်ကနေပြီးတော့ဒေရှာလေးဆက်သစ်ပေးပါမယ်။ဒါမှမဟုတ် Pay Messenger မှာစာပို့ပြီးတော့လည်းသင်တန်းအနက်နယ်ပါပြီခင်ဗျာ။ကျေးဇူးများတင်တယ်။သင်တန်းဒီမှာတွေ့ကြအောင်နော်။